မင်္ဂလာပါရှင်။ PSM News ရဲ့နိုဝင်ဘာလ16ရက်နေ့အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်။မင်္ဂလာပြည်လောတောင်ပိုင်းမှာလူပွေလိုင်းတွေဟာဒီဇင်ဘာလပထမပတ်တည်ရှိနေနိုင်ပြီးမုန်တိုင်းတစ်လုံးလည်းဖြစ်လာနိုင်ပေမဲ့မြန်မာနိုင်ငံပေါ်ကြီးမားတဲ့တက်ရောက်မှုတော့မရှိနိုင်ဘူးလို့မိုးလေဝသပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ဒီမုန်တိုင်းဟာနိုဝင်ဘာလ26 28ရက်ဝန်းကျင်မှာစတင်ဖြစ်ပေါ်နိုင်မှာဖြစ်ပြီးအိန္ဒိယနိုင်ငံဘက်ကဦးတည်နိုင်မှာဖြစ်တာကြောင့်မြန်မာနိုင်ငံအတွက်စိုးရိမ်စရာမရှိဘဲနိုဝင်ဘာလ20ရက်နေ့နောက်ပိုင်းမှာမိုးရွာသွန်းမှုတွေရပ်တန့်သွားနိုင်မှာဖြစ်ပါတယ် အိန္ဒိယမူလဝေသဌာနကလည်းလက်ရှိမှာဘင်္ဂလားပင်လယ်တောင်ပိုင်းနဲ့ကပလီပင်လယ်တောင်ပိုင်းတို့မှာအရှိမောက်မုတ်တုံလေးကြောင့်လေလုမငိမ့်သက်မှုတွေနဲ့အထက်လေပွေလိုင်းတွေဖြစ်ပေါ်နေပြီးနိုဝင်ဘာလ16ရက်နေ့နောက်ပိုင်းမှာတော့လီဘီယာနဲ့ယမန်တို့ခုဖြစ်ပေါ်ကမြောက်နောက်မြောက်ဘက်ကိုရွှေ့ရှားမယ်လို့ထုတ်ပြန်ထားပါတယ်။ဒီနေ့နဲ့မနက်ဖြန်နိုဝင်ဘာလ16ရက်နေ့နှစ်ရက်တာအတွင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာမိုးရေချိန်တလက်မကျော်ရရှိတဲ့အထိမိုးအထင်တင်ကျွာသွားနိုင်ပြီးကြံတိုင်းနယ်ပြည်နယ်တွေမှာတော့မိုးအလွန်နှေးနိုင်တယ်လို့မူလဝေသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ ဒီနေ့တို့မာလာ၁၈ရက်နေ့မှာတော့ကရင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းတို့မှာနေရာအနှံ့ပြရန်ကုန်တိုင်းပဲခူးတိုင်းနဲ့နေပြည်တော်တို့မှာနေရာကွက်ကြားရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့နေရာကျဲကျဲမိုးရွာတော်နိုင်ပြီးနေရာကွက်ကြားမိုးများတာတွေဖြစ်နိုင်ပါတယ်မြမပင်လယ်ပြင်မှာလည်းမြဝကျောမောင်မုတ်တမခွေနဲ့မွန်တနင်းသာကြီးကံယူရန်တခြားမှာလှိုင်းအထင်တင်ကနေလှိုင်းကြီးနိုင်ပြီးလှိုင်းအမြင့်ကတော့9ပေကနေ9ပေလောက်ထိရှိနိုင်ပါတယ် မိုးသက်လေပြင်းကြချိန်မှာလေတိုက်နှုန်းဟာတနအာရီကို25မိုင်ကနေမိုင်30အထိရှိနိုင်မှာကြောင့်ဖြေချောင်းသွားလာသူတွေအတွက်သတိကြီးကြီးထားသွားလာကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင်။မိုးလေဝသဖြစ်စဉ်ကြိုတင်ခန့်မှန်းချက်တွေဟာအများဆုံး80ရာခိုင်နှုန်းဝင်ကျင်တာမှန်နိုင်တာကြောင့်အချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်။နေ့စဉ်ပြောင်းလဲမှုဖြစ်စဉ်တွေကိုလည်း PSM ကနေတင်ပြပေးသွားမှာဖြစ်တဲ့အတွက် PSM ရဲ့နေ့စဉ်မိုးလေဝသအစီအစဉ်ကိုစောင့်ကြည့်ပေးကြဖို့ဖိတ်ခေါ်ပါတယ်။ PSM ကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေနဲ့အတူမြန်မာပြည်သူပြည်သားတွေလည်းစမ်းမဘီကင်စွာနဲ့တဘာဝဘီရင်ရဲ့အသွေးတွေကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေရှင်။ t h